။တွန်ထင်းကတော့ငါရဲ့အချိန်တွေကိုထပ်ပြီးတော့ဖြုံးမနေကြနဲ့။စီမင်းရမင်းတို့ရဲ့ကုန်းကင်ပုံကြောက်စင်းတဝက်ငါတို့ကိုပေး။သူကပြောလိုက်ပါတယ်။အဖေါ်ဟုတ်ကလည်းခဏတွေးလိုက်ပါတယ်။ပြီးတော့တွန်ထင်းအောင်ခဏကြည့်ပြီးနောက်သူမရဲ့မျက်လုံးများတောက်ပလာပြီးငါတို့ရဲ့ကုန်းကင်ကြောက်တဝက်ကိုတော့ပေးနိုင်ပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လောက်ခွင့်ပြုတောင်းဆိုချင်ပါတယ်။ဒါပေမဲ့စွမြခန့်မတင်မျိုးမျိုးနဲ့တိုက်ပွဲဖြစ်တဲ့အခါငါတို့ရဲ့နဆိုးအစ်ဆက်ခံရအန်ဒီရဲ့ကြောင်းဝင်နင်တို့ကငါတို့ကိုချက်ချင်းကူညီပေးရမယ်။သူမကပြောလိုက်ပါတယ်။တွန်ထင်းကလည်းအဖေါ်ဟုတ်ကြည့်ပြီးအဲ့ဒါကတော့မင်းကငါ့ကိုဘယ်လောက်ထိပေးလဲဆို ုတာပေါ်ပဲမူတည်တယ်။သူကပြောလိုက်ပါတယ်။အဖေါ့ကလည်းခါသီးဆွန်နဲ့ပြောလိုက်ပါတယ်။သူမကတော့သူ့လောင်းရဲ့တလုံးကိုထုတ်လိုက်ပြီးသူ့ထန်းစီကိုပြစ်လိုက်ပါတယ်။သူမကကြီးနောက်မှာမကြည့်ပါဘူး။ဒါဆိုရင်ကျင်းနဲ့လောက်ပြီလား။သူမကပြောလိုက်ပါတယ်။သူ့ထန်းကတော့အဲ့ကိုဖမ်းလိုက်ပါတယ်။သူ့ရဲ့နှဖန်းအယုံနဲ့ဆေးပြီးတဲ့နောက်သူ့ရဲ့မျက်နှာထူးဆန်းသွားပါတယ်။သူကအဖေါ့ကိုကြည့်ပြီးမင်းတို့ရဲ့နှဆိုးအဆက်ခံရတကယ်ကိုအရင်ကအယောင်ချမ်းသာခဲ့တာပဲ။ငါ့ဆရာကမင်းတို့စီမှာကောင်းကင်ဘုံကြောက်စိမ့်နဲ့အများကြီးကိုယူခဲ့တယ်။ဒါပေမဲ့မင်းတို့မှာဒီလောက်တော့မှရှိသေးတယ်။မင်းတို့ကစူဆောင်းမို့နီလာတစ်ခုခုကိုရှာတွေ့ခဲ့ရလား။သူကမေးလိုက်ပါတယ် င်အဖွားဟုကတော့တင်းငိမ့်စွာနဲ့နေရအတော့တိဖို့မလိုဘူး ငါတို့ရဲ့သဘောတူညီချက်ကိုမှတ်ထား။သူမထိုးထုတ်ပြောပြီးအဝေးကိုပြန်သွန်းသွားပါတယ်။ခင်ရံဝေအဖိုးကတော့ဝလင်းကိုတစ်ချက်ကြည့်ပြီးလက်နှစ်ဖက်ဆုပ်ကထောက်ခတ်သွားပါတယ်။ထုကဲသူပုံစံနဲ့တွန်ထင်းကဝလင်းကိုပီလူနိုင်ငံနဲ့ခေါ်သွားပြီးကောင်းကင်ဘုံကြောက်တဲ့အများကြီးကိုလူးဥခဲပါတယ်။လမ်းတစ်လျှောက်မှလည်းဝလင်းကတွန်ထင်းကဘလောက်ထိရက်ဆက်ကြမ်းကြုတ်လဲဆိုတာကိုအမှန်တကယ်ကိုမြင်တွေ့ခဲ့ရပါတယ်။တွန်ထင်းကတော့ဝိညာဉ်ဆယ်တန်းအလံကိုထုတ်ပြီးကောင်းကင်ဘုံကြောက်တွေကိုတောင်းပါတယ်။မပေးဘူးဆိုရင်တော့ဝိညာဉ်အပိုင်းစားတွေကိုလွတ်ပြီးသူမကြံတဲ့အချိန်နဲ့ကိုအသုံးပြုပြီးခိုင်းကိုဒုက္ခပေးပါတယ်။စိတ်ဝိညာဉ်တန်းစေခိုင်းရဲ့မကောင်းတဲ့တဲ့ရင်ကလူသိများပါတယ်။ ်ပီလူးနိုင်ငံရဲ့ကြံတဲ့ခိုင်နဲ့ခိုင်ရတကယ်လို့ဒေါသဖြစ်နေပေမဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်ရအမြဲတမ်းထိုသူပုံစံပဲလုံးနေကြဆိုတော့နောက်ဆုံးမှတော့ကောင်းကင်ဘုံကြောက်စိမ်းမြောက်ကိုပေးလိုက်ကြရပါတယ်တွန်ထင်းရတော့သူ့ရဲ့တွန်တော်အဲ့ကိုပုတ်ပြီးဝက်လင်းကိုပြုံးပြလိုက်ပါတယ်ဒါတွေအလုံးမင်းရမြင်လားငါတို့ရဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်ရနှစ်ပေါင်းများစွာဒီလိုပဲလုပ်ခဲ့တာမင်းရလည်းဝိညာဉ်ဆက်တန်းအလန့်ကိုပိုက်ဆိုင်တဲ့အခါမင်းလည်းဒီလိုပဲလုပ်ရမယ်မဟုတ်ရင်တော့ငါတို့စိတ်ဝိညာဉ်တန်းစင်ခိုင်ရနာမည်ကိုထိခိုက်စေလိမ့်မယ်သူကပြောလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကတည်ခြင်းအချိန်ကွာတွေနဲ့ပြင်းထန်နေပေမဲ့ဝက်လင်းကတွန်ထင်းရရင်ထဲမှာစိတ်ဒရတာကိုခံစား ားနေရပါတယ်ရှေးချိန်တော့ငါတို့စိတ်ဝိညာဉ်တန့်စင်ခံရဲ့ဘိုးဘေးတယောက်ကအာနာတက်ချင်းအဆင့်ကိုတက်ရောက်ဖို့အတွက်ကြိုးစားခဲ့တယ်သူလူအပ်တဲ့ကုန်းကြီးပုံကြောက်စင်းပမာဏမင်းလူအပ်တာထက်အစာပုံးများစွာပိုပြီးတော့များတယ်နောက်ဆုံးတော့ဂျိုတစ်ခုလုံးကိုလှည့်ပတ်ပြီးတဲ့နောက်သူကဟင်တာပရာနိုင်ငံကိုတွားခဲ့တယ်ဝိညာဉ်စေတန်းအလှန်နဲ့ဆိုရင်အာနာတက်ချင်းအဆင့်ကျင်းရသူတွေကတော့သူ့ပေါ်ပေါ်တန်တန်နဲ့လုံရဲမှမဟုတ်ဘူးအဲ့ဒီအတွက်သူကအတင်အားဓမ္မကုန်းကြီးပုံကြောက်တွေကိုယူနိုင်ခဲ့တယ်တွန်ထင်းရလေပြပြလိုက်ပါတယ် ဝယ်လင်းကတော့ခါသီးဆောင်နဲ့ပြောင်းလိုက်ပါတယ်အဲ့တုန်းကဟင်းသားဗရာနိုင်ငံရဲ့အာဏာတက်ချိန်အစဉ်ကျဉ်ကျဉ်သူများအောင်ဂုံးလိုက်ခဲ့ရတဲ့ဆိုတာသူကခံစားမိနေပါတယ်ကောင်းကင်ဘုံကြောက်တွေကိုပေးလိုက်ရတာဒဇုံတယောက်ကိုအလကားပတ်စံနဲ့လက်ဆောင်ပေးရတယ်လို့ပဲဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ဝိညာဉ်စေတန်အလောင်းကိုကိုက်ဆံလာတဲ့လူကမျိုးဆက်တိုင်းရဲ့အာဏာရှင်တွေပဲဖြစ်ပါတယ်ဝယ်လင်းကတော့တိတိစိတ်နဲ့တွေးလိုက်ပါတယ် ဒီစိတ်ဝိညာဉ်တန့်စင်ခံရအောင်ဘယ်လိုလုပ်ပြီးတော့အဆင့်ငါကျင့်ကြံရေးနိုင်ငံအနေနဲ့အခုလိုဂိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားရည်ဆိုတာငါကသဘောပေါက်ပြီထင်တယ်။ဒါပေမဲ့အဲ့ဘိုးဘေးကမောင်မီမဲနောက်ဆုံးမှတော့တည်ဆုံးသွားတယ်။အမှန်တကယ်တော့သူ့ရဲ့လူရဲတွေကိုငါသဘောမတူဘူး။အရန်ကိုလိုရတဲ့အချိန်မှမဟုတ်ရင်အာနာတက်ချင်အဆင့်ကျင့်ကြံသူတွေနဲ့မပတ်သက်သင့်ဘူး။အခုငါတို့လုံနေရမျိုးလုံရင်ပို့ပြီးတော့ကောင်းမှာ။ဒီလန်နဲ့အဆင့်ငါကျင့်ကြံရေးနိုင်ငံတစ်ခုကိုဖျက်သွားပြီးမြင်းနဲ့ဂိုင်းရနေလူလူရတယ်။စွန်ပြေခံမတင်မျိုးမျိုးနဲ့အစွမ်းထက်တဲ့ကျင့်သူတွေနဲ့တွေ့မယ်ဆိုရင်တော့ဘာမှမဖြစ်ဘူး။ဝယ်လင်းကတော့ခါတိဆွန်နဲ့ပြောင်းလဲမိပါတယ်။ ွန်ထင်ရဲ့ရစက်ကျန်းတို့ရဲ့လူရက်တွေကပီလူနိုင်ငံမှာတွေမဟုတ်ပါဘူးအမှန်တကယ်တော့ပီလူနိုင်ငံမှာဆိုရင်တွန်ထင်ကအတော်လေးကိုထင်းထင်းသိသိနေခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အင်းနီနာချင်းနေဆိုတော့အလွန်ကြုံမလို့ရပါဘူးဒါရတဲ့ပီလူနိုင်ငံကထွက်ခွာသွားတဲ့အချိန်မှာတော့ဝယ်လင်းကတွန်ထင်ရဲ့ရစက်မှုတွေကိုအမှန်တကယ်မြင်တွေ့ခဲ့ရပါတယ်၃လအတွင်းမှာတွန်ထင်ကအဆင့်ကကျင့်ကြံ့နေနိုင်ငံ၄ခုကိုခေါ်သွားခဲ့ပါတယ် သူတို့ကထွက်သွားတဲ့အခါဂျိုင်းကောင်းတွေဝင်တိုက်တယ်လို့ပါပဲတင်းကျပ်မှုမိသားစုတို့ချိုးကတော့ထိခဲ့ခဲ့ရပြီသူတို့မှရှိတဲ့ကောင်းကင်ဘုံကြောက်အနေငယ်ကိုလည်းပေးရခဲ့ရပါတယ်ဂိုင်းနဲ့အတွဲတော့တုန်ထင်းရပါပြောပဲဝိညာဉ်စေတန်းအလုံးကိုထုတ်ပြလိုက်ပါတယ်ဝိညာဉ်အပိုင်းစားတွေကဂိုင်းနဲ့ကိုဖုံးလွှမ်းသွားပြီးစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအပိုင်းစား၁၀ခုကျော်ကထွက်လာပါတယ်ထုကဲ့သို့တိုက်ခိုက်မှုကို ်ထိုကဲ့သို့တိုက်ခိုက်မှုကိုဘယ်အဆင့်ကကျဉ်းကျဉ်းနေနိုင်ရမှမတောက်ခတ်နိုင်ပါဘူးတွန်ထင်းကတော့ကောင်းကင်ဘုံကြောက်တဲ့အများကြီးကိုစုဆောင်းပြီးသူ့ရဲ့တွန်တော်အိတ်ထဲကိုထည့်လိုက်ပါတယ်ဆလူရာမြောက်အဆင့်ကကျဉ်းကျဉ်းနေနိုင်ရမှတွန်ထင်းကဒေတာခန့်ကျဉ်းသူတွေရဲ့တုတ်ပြန်မှုကိုနောက်ဆုံးတော့ခံနေရပါတယ်စိတ်ဝင်ညက်အတွင်ပြောင်းလဲခြင်းအဆင့်ကျဉ်းသူလေးယောက်ကစုပေါင်းပြီးတော့တွန်ထင်းကိုတိုက်ခိုက်ခဲ့ပါတယ်ဒီတစ်ခါမှာတော့ဝန်လင်းကဝိညာဉ်စေတန်အလံရဲ့အစွမ်းကိုမြင်တွေ့ခဲ့ရပါတယ်။ဝန်လင်းကလုံးဖို့တော့မှအချိန်မရလိုက်ပါဘူး။ လေယောက်စလုံးကရိုင်းနှက်ခံရရပါတယ်ထိုရာတော့တွန်ထဲကဘသူမှမတက်ချင်လို့တာဖြစ်ပါတယ်မဟုတ်ရင်တော့သူတို့ထဲကတရားရုံးကအလံအတွက်အဓိကဝိညာဉ်ဖြစ်သွားမှာပဲဖြစ်ပါတယ်တွန်ထဲရဲ့နောက်ဆုံးနှစ်နှစ်တာကာလအတွင်းရစက်တံတုံမှုတွေကြောင့်ဝယ်လင်းကသူ့ရဲ့ကော်ရုံးထိုးဆောင်ပြီးမျက်နှာကိုဖုံးနှားလိုက်ရပါတယ်ထိုရာသူတို့ခိုးယူခဲ့တဲ့ဂိုင်းနဲ့အလုံးကနောက်ပိုင်းမှာသူ့ကိုလိုက်ရှာမှာကိုကာဝယ်ဖို့ပါ အဆင့်ကကျင်းကျပ်ရေးနိုင်ငံလေးခုဂိုင်း73ခုကျင်းကျပ်ချင်းမိသားစုတရာကျော်ပီလုံနိုင်ငံဂိုင်းလေးဥပါထက်ထွက်မဲ့ဆိုရင်စုစုပေါင်းဂိုင်း6ခုထို3လအတွင်းမှာတွန်ထန်းကသူတို့စီဟာကောင်းကင်ဘုံကျောက်တွေအများကြီးကိုလူလူခဲပါတယ်ဒီနေ့မှတော့တွန်ထန်းကရလိုက်ပါတယ်တွန်ထန်းကဝလင်းကိုတီကြည့်တဲ့လေတန်နဲ့ပြောလိုက်ပါတယ်ဒီကောင်းကင်ဘုံကျောက်တွေနဲ့ဆိုရင်မင်းရစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်ဖို့လုံလောက်လိမ့်မယ်ပုံတော်မှပုံနေဦးမယ်နောက်ပိုင်းမှာမင်းရကျင်းကျပ်မှုအဆင့်ကိုမြင့်တင်ချင်တယ်ဆိုရင်တော့ကိုဘတ်တော့ကိုကောင်းကင်ဘုံကျောက်တွေကိုရှားလိမ့်မယ်မှတ်ထား ြင်းကြံ့ရေးလောကမှာအထူးသဖြင့်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံ့သူတွေအတွက်ကောင်းကင်ဘုံကြောက်တဲ့ကိုရဖို့တခုတည်းသောနီလန်းကလူ့ဘဝပဲ ကောင်းကင်ဘုံကိုဘလောက်ပဲတွဲတွေပို့ဖို့မင်းလူအတဲ့ကောင်းကင်ဘုံကြောက်တွေကိုမရနိုင်ဘူးဝလင်းကတော့ခေါင်းအောင်ညလိုက်ပါတယ်လူဦးတာသူ့မှာပြဿနာမရှိမဲ့တွန်ထဲနီလောင်းတော့သူကသဘောမတူပါဘူးအားလုံးကိုယူမလားဒါမဟုတ်လုံးဝမလူယူဘူးလားထိုးစီစီကပုခက်ခဲနေမဲ့ရရှိတဲ့ကောင်းကင်ဘုံကြောက်အရေးတွဲတော့အခုရှိတာထက်နှစ်ဆလောက်ပို့ပြီးတော့များပါလိမ့်မယ်လုံလုံးတဲ့ကောင်းကင်ဘုံကြောက်တွေကိုရပြီးရတော့တွန်ထဲကဝလင်းကိုခေါ်ပြီးစိတ်ဝိညာဉ်တန်းစင်ခိုင်းကိုအမြဲပဲပြန်သွားခဲ့ပါတယ်ထိုးရတော့ဝလင်းစိတ်ဝိညာဉ်သူပြောင်းခြင်းအဆင့်ကိုဘေကင်းဆော့နဲ့တလန်နိုင်အောင်ကောက်ွယ်ပေးဖို့ပါတွန်ထဲကတော့တပင်းကို ချပြီးပြောလိုက်ပါတယ်ဟင်းသားဗราဂျူဟာအယောင်းအမတင်းခဲ့တယ်ငါငယ်တုန်းကဒီဂျူဝါနဲ့ထွက်ပြီးထိုင်ဝမ်ဂျူကိုတွားခဲ့မှုတယ်အဲ့ဂျူဟာဟင်းသားဗราဂျူထက်စေစားလို့ပို့ပြီးတော့ကြီးတယ်အဲ့မှာဂိုင်းနေရလေအများကြီးရှိတယ်ကောင်းကင်ဘုံကြောက်စင်းနေရလေပို့ပြီးတော့များတယ်ငါအဲ့တုန်းကအဆွမ်းရှိခဲ့မှဆိုရင်တော့ အိုက်ခိုင်းနေစီကနေလူ့ခဲတကယ်ကိုကောင်းပါချင်းချက်မှုမဟာမိတ်ဖက်ထဲမှာအစင်းချောက်ချင်းချက်ရင်နိုင်ငံတွေကအခြားချင်းချက်ရင်ချိုးတွေကိုစီးနင်းတိုက်ခိုက်ပြီးလူ့တဲ့အဖဲတွေကိုဖယ်စီးထားတယ်လို့ပြောကြတယ်ထိုင်ရန်ချိုဝင်လင်းရဲ့မျိုးလုံးများကလည်းတော့ပေါသွားပါတယ်တွန်ထင်းကတော့ထိုင်ရန်ချိုဘောကထိုင်ရန်စီရဲ့ချင်းချက်မှုအစင်းကအရန်ဝင်နေချင်းချက်မှုမဟာမိတ်ဖက်မှာနေရာတစ်ခုတော့သူကယာထားတယ်လို့ပြောကြတယ်အဲ့ဒါကျူချယ်စီလိုတင်းခဲ့တဲ့လူကရှင်လို့မရတဲ့အရာပဲဝင်လင်းကလည်းခဏတာစဉ်းစားလိုက်ပါတယ်ပို့ပြီးတော့မင်းမလို့ပြင်းတဲ့အချိန်မှာပဲတွန်ထင်းရဲ့မျက်နှာမူရာပြောင်းလဲသွားပြီးအဝေးကိုကြည့်လိုက်ပါတယ်သူ့ရဲ့နဖျားယုံကို ခန်းချလိုက်ပြီးခေါင်းကိုလှည့်ကြည့်လိုက်ပါတယ်အလျားမမြင်နိုင်တဲ့မင်းနဲ့နေရမြို့ခိုးတွေကမုကုတ်ဆောင်ရမ်းနေတဖြည်းဖြည်းချင်းနီးကပ်လာပါတယ် လမ်းတစ်လျှောက်မှလည်းမိုးတိတ်တွေကိုမြှထားနေပါတယ်။မင်းနန်းနေတဲ့မြို့ခိုးတွေကအရန်အောင်မှကြီးလွန်လို့ဘယ်နေရာမှအဆုံးသတ်မှန်မြင်နိုင်ပါဘူး။တတူရဲ့စွမ်းအားနဲ့အစွမ်းထက်တဲ့အော်တန်းကလည်းတဖြည်းဖြည်းနဲ့ပြန့်နှံ့လာပါတယ်။စွန့်ပြစ်ခံမတင်မျိုးမျိုးနဲ့တွန်ထန်းရဲ့မျိုးလုံးများတော့တောပတ်သွားပါတယ်။သူတို့ကအတူရှိနေတဲ့အချိန်တွင်ဝယ်လင်းကတွန်ထန်းနဲ့စကားပြောခဲ့ပြီးလွန်ခဲ့တဲ့နှစ်နေငယ်ဟာစွန့်ပြစ်ခံမတင်မျိုးမျိုးနဲ့ကလူအများကြီးကိုစူးစီးပြီးဟင်းသားဗရာကုန်းမျိုးကိုတိုက်ခိုက်ခဲ့တဲ့ဆိုတာကိုသိလိုက်ရပါတယ်။ထိုတိုက်ပွဲမှာချင်းချက်သူတွေရဲ့အရေးတွက်မေးမတွန်းနိုင်အောင်တည်ဆုံးခဲ့ပါတယ်။ကျူချယ်စီနဲ့အခြားအာနာတချင်းအဆင့်ချင်းချက်သူနှစ်ယောက်နဲ့ ਕੇ ਕੇ စုပြင်းခန့်မတင်မျိုးမျိုးနယ်အားရှမန်တချို့ကအာနာတက်ချင်းအဆင့်ကျင်းကျန်သူတွေလိုပဲအဆွမ်းထက်ကြပါတယ်ထိုတိုက်ပွဲက၃နှစ်ကြာမှဖြစ်ပွားခဲ့ပြီးစုပြင်းခန့်မတင်မျိုးမျိုးနယ်အားလည်းဆုခွာသွားပါတယ်သူတို့ကအဆင့်၃ကျင်းကျန်ရဲ့နိုင်ငံတွေကိုတင်ပြိုက်ပြီးဟင်းသားဗရာနိုင်ငံနဲ့ထိုနှီးကွေးတဲ့တိုက်ပွဲကိုစတင်ခဲ့ပါတယ်ထိုတိုက်ပွဲမှာလူမီနဲ့ချန်ဖန်ဆိုတဲ့နှစ်ယောက်ကအလုံးထက်ပိုပြီးတော့ထင်ရှားလာပါတယ်လူမီကတော့သူမရဲ့အတူမရှိတဲ့အလတ်တရားနဲ့လူငယ်ကျင်းကျန်သူအလုံးရဲ့မျိုးလုံးကိုဖန်ဆန်းနိုင်ခဲ့ပါတယ်သူမရဲ့ကျင်းကျန်မှုအဆင့်ကလည်းအရန်အောင်မှမြင်ပါတယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရဲ့အလေအဆင့်မှရှိနေပါတယ်ထိုအရာ သူမကိုပို့ပြီးတော့ထင်ရှားစေပါတယ်။သူမကပို့လာတဲ့အချိန်မှာအနီအောင်လေးပြရဲ့ကြောကြောင်မှုကလုံးဝဖုံးလွှမ်းသွားပြီးသူမကကောင်းကင်ရဲ့တမီတော်အစ်စ်ဖြစ်လာခဲ့ပါတယ်။ဘသူကမှအနီအောင်လေးပြကိုဂယူမဆိုင်တော့သူလိုပဲဖြစ်နေပါတယ်။လူတိုင်းကပူပို့ပြီးတော့ပြောဆုံးနေကြတာက သူမလက်ရှိဟင်္သာပရာရဲ့ဓာတ်ရဲတွဲဖြစ်ပြီးနောက်ထပ်ဟင်္သာပရာဖြစ်လာမယ်လို့လည်းပြောကြပါတယ်။သူမပေါ်လာတဲ့အချိန်မှာအရွယ်9ရက်ရှိတဲ့ရှာမန်နေကိုဖမ်းဆီးခဲ့ပါတယ်။စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်နှောက်ပိုင်းအဆင့်ရှိတဲ့ကျဉ်ကျဉ်သူတွေလို့အစွမ်းထက်တဲ့အရွယ်10ရက်ရှိတဲ့ရှာမန်တယောက်အောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ထို့အတွက်သူမရဲ့ကြော်ကြားမှုကမထုသွားပါတယ်။သူမအကြောင်းလူတိုင်းရဲ့စိတ်ဝင်စားတဲ့နောက်ထပ်အချက်တစ်ခုကလည်းရှိနေပါတယ်။ကောလာဟလာတွေကတော့ဒီလိုပဲဖြစ်ပါတယ်။သူမကကျင်နာတက်ပြီးစိတ်ကောင်းရှိလို့ထိုကဲ့သို့ကျဉ်ကျဉ်မှုအဆင့်ကိုရောင်းအောင်လို့ကြိုးစားနိုင်ခဲ့ပါတယ်။သူမတသက်လုံးလူတယောက်မှမတက်ဘူးပါဘူး။ ။စွန့်ပစ်ခန့်မတင်မျိုးမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာတော့သူတို့ဖမ်းဆီးယူခဲ့ပြီးမတက်ခဲ့ပါဘူး။ထိုကဲ့သို့ကောင်းမွန်တဲ့ရေချင်းနဲ့အားလုံးနဲ့သူမကသဘောအတိုင်းလူတွေရဲ့စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။သူမကပေါ်လာတိုင်းပတ်ဝန်းကျင်ကကြီးညက်သူအားလုံးကသူမရဲ့အမေကိုရွေသေးစွာနဲ့လိုက်နာကြပါတယ်။သူတို့ကရှုံးနေရမယ့်တိုက်ပွဲတွေမှာတော့သူမကပေါ်လာတဲ့အခါရှိနေတဲ့ကြီးညက်သူအားလုံးရဲ့စိတ်ဓာတ်များပြန်လည်တက်ကြွလာပြီးသူမရဲ့အကူအညီနဲ့တိုက်ပွဲကိုအနိုင်ရကြပါတယ်။ထိုမျိုးသမီးတို့တော့ထိုမျိုးဆက်ရဲ့အမောပါရမီရှင်နှစ်ယောက်ထဲကတယောက်ဖြစ်သတ်မှတ်ကြပါတယ်။နောက်ထပ်ပါရမီရှင်ကတော့ချန်ဖန်ပဲဖြစ်ပါတယ်။ သူကတော့ရန်ကိုချုံမပြီးတီတီရဲ့အတွင်ပြင်လဲရှိနေပါတယ်။သူ့ရဲ့ကြီးညက်မှုအစင်းကလည်းစိတ်ဝိညာဉ်အတွင်ပြောင်းခြင်းအလေအစင်းမှာရှိနေပါတယ်။သူ့မှာတော့မာနတရားများလုံးဝမရှိပဲကိုကျင့်တရားကောင်းမှုပြီးတရားမျှတပါတယ်။ပြီးတော့နူးမြတ်တိမ်မွေးပါတယ်။ချန်ဖန်ကစွမစ်ခန့်မတင်မျိုးမျိုးနဲ့တိုက်ခိုက်မှုရဲ့ဒုတိယနှစ်မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်။ချန်ဖန်ကပေါ်လာနဲ့အင်အားကြီးမားတဲ့စွမစ်ခန့်မတင်မျိုးမျိုးနဲ့ဝင်နေအားလုံးကိုတပ်ပစ်ပြီး ဆုံးဖြတ်ခံမတင်မျိုးမျိုးနဲ့ဂိုင်းတခင်လေးနဲ့လည်းတိုက်ခိုက်ခဲ့ပါတယ်ထို့အဖြစ်ဖြစ်ရဂျိုးတစ်ခုလုံးတုံးလုံးသွားစေပါတယ်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကတော့မျိုးဆက်တဲ့ခေါင်းဆောင်နှစ်ယောက်ရဲ့တိုက်ပွဲဖြစ်ပါတယ်ချန်ဖန်ကအနိုင်မရခဲ့ရင်ပဲတိုက်ပွဲကလည်းတေးကျသွားပါတယ်ဒူဝရင်သူ့ရဲ့ခုံတရင်ကတော့ကောင်းငင်ထီပြန့်နှံ့သွားပါတယ်ထို့တိုက်ပွဲပြီးမှလူတိုင်းကသူ့ကိုလူမရဲ့အကူကြီးနဲ့လက်ရှိဟင်းသားပဒါရဲ့ဓာတ်ရဲတပည့်ဖြစ်ကြောင်းသိလာကြပါတယ်လူမရဲ့အောက်မှာဆိုရင်တော့သူကဒုတိယနေရာမှာရပ်တည်နေပါတယ်ဒါအပြင်ကလူတိုင်းရဲ့အာယုံဆိုင်မှုကိုဖန်ဆန်းနိုင်တဲ့နောက်ထပ်လက္ခဏာတစ်ခုကလည်းသူ့မှာရှိနေပါတယ်ထို့လူကရခိုင်မျိုးဆက်ဟင်းသားပဒါရဲ့ ရဲ့တားဆီးမိဇက်တွေထဲရဖြစ်ပါတယ်။ဆွမစ်ခန့်မတင်မျိုးမျိုးနဲ့တိုက်ပွဲမှာချန်ဖန်းကလိုင်းအောင်လိုပဲထုံးလေးတောက်ပါနေပါတယ်။နောက်ဆုံးမှတော့ဆွမစ်ခန့်မတင်မျိုးမျိုးနဲ့ရဲ့ဂိုင်းတခင်လေးနဲ့သဘောတူညီချက်တစ်ခုကိုလက်မှတ်ရထုတ်ခဲ့ပါတယ်။ဟင်းသားဗရာနိုင်ငံကအဆင့်တုံချင်းချင်းနိုင်ငံအလုံးကိုလွှဲပြောင်းပေးလိုက်ပါတယ်။ထို့အတွက်ဆွမစ်ခန့်မတင်မျိုးမျိုးနဲ့ကသူတို့ရဲ့တိုက်ခိုက်မှုတွေအလုံးကိုရပ်ဆိုင်းလိုက်ပါတယ်။ဝေးရအနေတစ်ဖြည်းဖြည်းနဲ့ချင်းကပ်လာတဲ့မဲမောင်းနေတဲ့မိုးတိုင်ကြီးကိုကြည့်ပြီးတွန်ထဲမျိုးလုံးများလည်းတောက်ပါသွားပါတယ်။တီကြည်တဲ့လေတန်နဲ့ဆွမစ်ခန့်မတင်မျိုးမျိုးနဲ့ကဒုတိယအကြိမ်တိုက်ခိုက်ရုံးပဲ။စံနူ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလေအဆင်းရှိတဲ့အစွမ်းထက်တဲ့ရှာမန်တယောက်ကအဲ့ဒီမိုးတိတ်နေမှာရှိနေရလို့ငါခံစားရတယ်။အာနာတက်ခြင်းအဆင့်ကျင့်ရသူတယောက်ကရှိမရှိတော့ငါမသိဘူး။ဝိညာဉ်စေတန်းအလံခွဲကိုထုတ်လိုက်။ငါတို့ကသွားပြီးတော့တိုက်ခဲ့ကြမယ်။သူကပြောလိုက်ပါတယ်။ဝင်လင်းကလည်းမဲမောင်းနေတဲ့မိုးတိတ်ကိုကြည့်ပြီးမျက်နှာအမူအရာပြောင်းလဲပဲရှိနေပါတယ်။လက်ကိုဝင်ရလိုက်တော့ဝိညာဉ်စေတန်းအလံငယ်ကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်။အလံဝင်ဆုပ်ကန့်လိုက်တော့ မင်းနဲ့နေရမြခုများထလှပြီးဝင်လင်းကိုဝင်လိုက်ပါတယ်။တုံထင်းအားလည်းဝင်းညစ်စက်တန်းရှိတဲ့ဝင်းညစ်အလံကိုထုတ်လိုက်ပါတယ်။လက်ကွန်ဝင်လိုက်တော့သူကိုယ်သူလည်းမင်းနဲ့နေရမြခုများနဲ့ဝင်းလိုက်ပါတယ်။ပြီးတော့ဝင်လင်းနဲ့အတူမှောင်မဲနေတဲ့မင်းတိတ်များစီကိုဥထီသွားပါတယ်။သူတို့ကတွားနေတော့ပောက်ကွဲတဲ့အနေနဲ့ဝင်းညစ်အပိုင်းစားတွေရဲ့ငူကြေးတက်များကိုလည်းကြားနေရပါတယ်။မဲမောင်းနေတဲ့မိုးတိတ်နေထိုင်ရနေရုတ်တရက်ဟိန်ဟောက်တံများထွက်လာပါတယ်။စွန်ပိခံမတင်မျိုးမျိုးနဲ့ဝင်အများပြားလည်းထွက်လာပြီးအပြင်ကိုတဟုန်တူထွက်လာကြပါတယ်။ ထိုအချိန်မှာပဲတွန်ထန်းတဲ့ဝန်လင်းကမဲမောက်နေတဲ့မိုးတိမ်ထဲကိုတန်းပြီးတော့ဝင်သွားပါတယ်။စွန်ပစ်ခန့်မတင်မျိုးမြူနဲ့ဝင်နေတာတိုက်ခိုက်ဖို့ပြင်နေတော့မဲမောက်နေတဲ့မိုးတိမ်တွေထဲကနေအိုဟိတတခုကထွက်ပေါ်လာပါတယ်။စွန်ပစ်ခန့်မတင်မျိုးမြူနဲ့ဝင်နေကလည်းရပ်သွားပြီးလောင်းအောင်ဖင်ပေးလိုက်ကြပါတယ်။ တတူးမရှိတဲ့နန်တွင်းမဆုံကိုဝှထားတဲ့တလပိုင်မြူတာတယောက်ကမှောင်မဲနေတဲ့မိုးတိမ်ထဲကနေထွက်လာပါတယ်သူ့ရဲ့ဘီနားမှာတော့ကြိုးကုန်းကောင်းနေတဲ့အဖိုးကြီးတယောက်ကလိုက်ပါလာပါတယ်အဖိုးကြီးရဲ့မျက်နှာကလည်းညှိုးငဲ့နေပြီးတခါတည်းချောင်းဆုံးနေပါတယ်ဝယ်လင်းကတော့ထိုအဖိုးကြီးကိုချက်ချင်းပဲမှတ်မိသွားပါတယ်ထိုလူကသူ့ကိုလေဟနဲ့အကွက်ကြောင်းလေးကိုလိုက်လံဖမ်းဆီးခဲ့ပြီးပိတ်မိနေခဲ့တဲ့လူလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ကြားရန်ညူကကြီးမားပါတယ် ထို့ကြောင့်သူကသာဝန်လင်းကိုမမိသွားမှဆိုရင်တည်တဲ့အထိရှောက်ပေးမှမဟုတ်ပါဘူး။ဒွားရင်ဝန်လင်းကတော့ကော်ရိုးထို့ဆောင်းလာပြီးဝင်းညင်အလံနဲ့ဝင်းရထားတဲ့ကြောင့်ထိုလူကသူ့ကိုမမိပါဘူး။စိတ်ဝင်ညင်တန်းစင်ခိုင်းတလက်ပိုင်အမျိုးသားတူတူလေးပြောပြီးမျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်။သူကရှေ့ကိုတူလာပြီးတွန်ထင်းနဲ့ဝန်လင်းကိုတားစီလိုက်ပါတယ်။စိတ်ဝင်ညင်တန်းစင်ခိုင်းမင်းတို့နှစ်ယောက်ကရက်လိုက် လပ်ပိုင်မြို့သားပြုံးပြီးတော့လက်ကိုဝင်ရလိုက်ပါတယ်။ခြေလောင်နဲ့ပတ်ကွက်တန်တစ်ခုကလည်းထွက်ပေါ်လာပါတယ်။ရိုးရှင်းတဲ့လက်ဝင်ရမှုတစ်ခုနဲ့မမြင်ရတဲ့အင်အားတစ်ခုကရုတ်တရက်ပေါ်လာပြီးတွန်ထင်းတဲ့ဝက်လင်းကိုလောင်ရင်ထဲမှပိတ်မိနေသလိုဖြစ်သွားစေပါတယ်။ဝက်လင်းရဲ့မျက်နှာမူအရတော့အနေငယ်ပြောင်းလဲသွားပါတယ်။ထုံမမြင်ရတဲ့အင်အားအောက်မှာအနေရကြီးရရှိနေရလို့ခန်းစားနေရပါတယ်။အရွက်ကိုရရှောင်းမယ်။ဝိညာဉ်အလံတွေကနေတွန်ထင်းရဲ့အတန်အလဲထွက်ပေါ်လာပါတယ်။ဒူရတဲ့တွန်ထင်းအောင်ဝင်ရထားတဲ့ဝိညာဉ်လံကနေဝိညာဉ်အပိုင်းစားတွေကမရင်မတွန်းနိုင်အောင်ထွက်ပေါ်လာပြီးရွှေရောင်နဲ့ခရင်ရောင်အဓိကဝိညာဉ်စတုံးကလက်ဖျားလေးလိုစဉ်းစားလာပါတယ်။ ။တွန်ထင်းရလေတိုက်ခိုက်သူကအဟိလိုက်ပါတယ်။ဝိညာဉ်ပိုင်းစားတရားရုတ်တရက်ဒေါသတကြီးနဲ့အယံမျက်နှာအတိအသေးကိုတိုက်ခိုက်လာပါတယ်။အထူးသဖြင့်ဝိညာဉ်ပိုင်းစား73ခုကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရောက်အစွမ်းရှိတဲ့စုမိခန့်မတင်မျိုးမျိုးနွယ်ဝင်အားလုံးကိုတိုက်ခိုက်မှုတစ်ခုတည်းနဲ့တည်ဆုံးသွားစေပါတယ်။တလက်ပိုင်းမြို့သားကလည်းမျက်မှောက်ချုပ်သွားပါတယ်။ သူကရွက်ကိုရဲ့အဆင့်ကိုရောက်ရှိထားပြီးအာနာတက်ချင်အဆင့်ကျင့်ကြက်သူအစောပိုင်းအဆင့်နဲ့ညီများပါတယ်ဒူဝါရင်ဝင်းညစ်စက်တန်းရှိတဲ့ဝင်းညစ်လန်ရဲ့ကြောင်းမောက်ဖွေရဆောင်းတော်သူကတခါမှမမြင်ဘူးပေါ့သူကနှစ်ပေါင်းထောင်ချီအားတိုက်ပွဲမတန်တဲ့မှာထိုလက်နဲ့အကြောင်းဖပူးခဲ့ပြီးထိုရာဆွမိခံမတိမျိုးမျိုးနဲ့အားအကြောက်အဆုံလက်နဲ့ဖြစ်တဲ့ဆိုတော့သိခဲ့ရပါတယ်ယခုမြင်လိုက်ရတော့မျက်နှာမှောင်မိုက်သွားပါတယ်လက်ကိုဝင်လိုက်တော့မှောင်မဲနေတဲ့မိုးတိတ်များနောက်ဆူသွားပါတယ်မိုးတိတ်ထင်းကနေဆွမိခံမတိမျိုးမျိုးနဲ့ဝင်နေရအလဲမှာလမ်းအောင်ဖင်ပြလိုက်ကြပါတယ် တွန်ထင်းရလေရင်မောရင်ဝန်လင်းကိုမှောင်မဲနေတဲ့မုတ်တိတ်နေထဲကနေအပြင်ကိုခေါ်ထုတ်ပြီးဝေရောက်ခေါ်သွားပါတယ် မူရဲ့မင်းရဲ့မျိုးနွယ်ဝင်တွေကိုခေါ်ပြီးဂျူနီယာဆရာနဲ့တို့တွေ့ငါဝင်းညစ်စေတန်းအလှရဲ့စွမ်းကိုစမ်းသပ်ကြည့်မလို့တလက်ပိုင်အရွယ်မျိုးသားအမေပေးပြီးတွန်ထင်းအောင်လိုက်သွားပါတယ်ခါကုန်းနေတဲ့အဖိုးကြီးကလည်းခေါင်းအောင်ညိတ်ပြီးမျိုးနွယ်ဝင်တွေကိုဥဆောင်ကမှောင်မိုင်းနေတဲ့မိုးတိတ်တွေကိုပြန်လည်စူးစီးလိုက်ပါတယ်ပြီးတာနဲ့ရှေ့ကိုဆက်ပြီးတော့သွားလိုက်ပါတယ်တွန်ထင်းအောင်လည်းပြန်တန်းသွားပြီးရုတ်တရက်ရိုက်လိုက်ပါတယ်အရွက်ကိုရဲ့ရှာမန်ငါတို့ရဲ့နောက်ကိုလိုက်နေတယ်ဆန်နူးကိုတိတ်ထကြည့်တာဘာလို့အာနာတချင်အစင်ကျင်းရသူတွေကဝင်းညစ်စေတန်းအလှကိုကြောက်ရလဲဆိုတော့ကြည့်လိုက်တွန်ထင်းအောင်ပြောရင်စွမေခန့်မတိမ်မျိုးမျိုးနွယ်ဝင်ဘက်ကို လှည့်လိုက်ပါတယ် ။ရောင်စင်အလေးနက်တစ်ခုကလည်းကောင်းကင်ကိုလှမ်းပြီးသူ့ရဲ့ရှေ့ကိုရောက်ရှိလာပါတယ်။ထိုးရာတော့တက်လက်ပိုင်အရွယ်အမျိုးသားပဲဖြစ်ပါတယ်။တွန်ထင်းကတော့အချင်းကိုမဖြုံးပဲလက်နဲ့လောဘပုံစံဖဲ့ပြီးသွေးချိုးကိုထိုးလိုက်ပါတယ်။ဝိညာဉ်တန်900ရနဲ့အဓိကဝိညာဉ်73ခုပေါ်လာစမ်းကောင်းကင်ကလည်းရုတ်တရက်မှမိုက်သွားပြီးတခုခုနဲ့ဖုံးခံရတယ်လို့ဖြစ်သွားပါတယ်။မြေကြီးကလည်းငဲလိုမျိုးဖြစ်သွားပါတယ်။ဝိညာဉ်ပိုင်းစားတွေရဲ့မင်းမတွနိုင်တဲ့ငူကြေးတက်နေရသူတို့ရဲ့ပုံဝင်ချင်းမှာပဲ့တင်ထွက်သွားပါတယ်။ဝိညာဉ်ပိုင်းစားတွေကဝိညာဉ်လှမ်းအနေနဲ့တခုပြီးတခုဖလှပြီးထိုးနေရတဝိုက်လုံးကိုဖုံးလွှမ်းသွားပါတယ်။ရွှေအောင်နဲ့ခင်းရောက်ရုံတော့နေတဲ့အဓ ိကဝိညာဉ်စတုံးကူအနေပေါ်လာတဲ့တလက်ပိုင်အရွယ်အမျိုးသားကိုလည်းစိုက်ကျင်းနေပါတယ်။တေချာကြည့်ဒါဝိညာဉ်လုံးကိုအသုံးပြုတဲ့နီလမှန်ပဲ။ ဝိညာဉ်73ခုဖဲ့စည်းမှုတွန်ထင်းအောင်ဟိလိုက်ပြီးသူ့ရဲ့ပုံဝင်ခြင်းအားမှောက်မဲနေတဲ့မြို့ခိုးများပေ30အလံဖြင့်ပြပြောင်းသွားပါတယ်ပြီးတော့သူကအလံဝင်လိုက်ပါတယ်ဝိညာဉ်အပိုင်းစားတန်ခါရအဓိကဝိညာဉ်73ခုရဲ့ပက်လက်မှာထူးဆန်းတဲ့ပုံစံနဲ့ယူလျားလာပြီးဝယ်လင်းတွန်ထင်းနဲ့တလက်ပိုင်အမျိုးသားကိုဝင်ရထားတဲ့ကြီးမားတဲ့အစီရင်တစ်ခုကိုဖန်တီးလိုက်ပါတယ်ဝယ်လင်းရဲ့အစီရင်အပေါ်နားလည်မှုနဲ့တော့အပိုင်းစားလေးတွေကိုပဲမြင်နိုင်ပြီးအသေးစိတ်ဦးတော့လေးလာနိုင်ခြင်းမရှိပါဘူးဝိညာဉ်တန့်စင်ခြင်းတွန်ထင်းရောလက်ကိုဆန်းထုတ်ရင်အောက်ဟိလိုက်ပါတယ်အစီရင်ကလည်းရုတ်တရက်တွန်ခေါက်သွားပြီးဝိညာဉ်အပိုင်းစားတွေ အားလုံးကဒပင်းနဲ့ထဲအတန်ထွက်လာပါတယ်ထိုအတန်ကတော့ဂါရာတမျိုးလိုပဲဖြစ်နေပါတယ်ခနာကြမှာတော့ဝိညာဉ်ပိုင်းစားတွေဈာနေမကောင်းဆိုးသောငွေသားတစ်ခုကထွက်လာပြီးအီယာမလက်တစ်ဖက်ဖြစ်လာပါတယ်ထိုအီယာမလက်ကတုန်ထဲလှုပ်ထားရတဲ့အထူးလူပဲဖြစ်ပါတယ်ထိုရာသူ့ရဲ့ကိုယ်ပွားလိုပဲဖြစ်နေပါတယ်တုန်ထဲကလက်ကိုဆန်းထုတ်လိုက်တော့တက်လက်ပိုင်ရဲ့အမျိုးသားရဲ့ပလက်မှာအဖျွန်ပုံရိပ်တစ်ခုကပေါ်လာပါတယ်ထိုရာကတော့သူ့ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ် ထိုအချိန်မှာပဲ AML ကြီးကစဉ်သက်လာပါတယ်တလက်ပိုင်အရွယ်မြို့သားရဲ့မျိုးလုံးများလည်းရုတ်တရက်လင်းလက်သွားပါတယ်သူကဗိုင်းရပ်စ်နာမောင်းမတုံပဲလေတွေကိုလညို့ထိုးပြီးစကားတလုံးကိုပြောလိုက်ပါတယ်ရက်တိုင်းကနေအတန်နဲ့တူ AML ကြီးကရုတ်တရက်ရတဲ့သွားပြီးမလုံးမရဖြစ်သွားပါတယ်တလက်ပိုင်အရွယ်မြို့သားကလက်ကုပ်ဆန်းထုတ်လိုက်တော့မတူညီတဲ့အကြောင်းငါးမျိုးကသူ့ရဲ့လက်ထဲမှာဆူဝေးလာပါတယ်အိုး အလင်းငါးမျိုးကလည်းချက်ချင်းပဲကွက်ထွက်သွားပြီးတလက်ပိုင်အမျိုးသားရဲ့ပလက်မှာအိုဂျီငါလုံးဖြစ်ပေါ်လာပါတယ်ပြီးတော့သူကတန်းစင်သူကရေဦးလိုက်ပါတယ်အိုဂျီငါလုံးကလည်းတုံခေါက်သွားပြီးထူးဆန်းတဲ့စေမင်းကြောင့်တွေကသူတို့ရဲ့ပလက်မှာပေါ်လာပါတယ်စေမင်းကြောင့်တွေကအိုရီရဲ့ပလက်မှာလှစ်ပတ်နေရင်မိတ်တုံမိတ်တုံလင်းလန်းနေပါတယ်အိုဂျီငါလုံးကအစီရင်ထဲမှာကြီးမားတဲ့မှုန်တိုင်းငါကူဖြစ်လာပါတယ်ရှီအောင်ငွေတာတစ်ခုကအစီရင်ထဲမှာပြင်းထန်သွားပြီးဝိညာဉ်အပိုင်းစားတွေကမှုန်တိုင်းရဲ့ထဲကိုတုံ့ဝင်သွားပါတယ်တုံထင်းမျက်နှာကတော့တင်းငင်နေဆဲဖြစ်ပါတယ်မင်းကဒီကဲကိုအရွက်ကူရဲ့ရှာမှန်ပဲ ပြီးတော့နည်းနည်းတော့အရေးချင်းရှိတာအဓိကဝိညာဉ်73ခု စုဝေးအစီရင်ကရုပ်တရက်ဖြောင်မြတ်ဖြစ်သွားပြီးဝိညာဉ်ပိုင်းခြားတန်ခါရအဓိကဝိညာဉ်73ခုစီကိုစုဝေးသွားပါတယ်ပြီးတော့အဓိကဝိညာဉ်73ခုကအဆိုင်ခဲတွေဖြစ်လာပါတယ်ဝိညာဉ်ပိုင်းခြားတန်ခါရအဓိကဝိညာဉ်73ခုနဲ့ပေါင်းဆက်သွားတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ပိုင်းအဆင့်ကျင်းရသူတယောက်ရဲ့စွမ်းအားကိုရရှိသွားပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ထဲမှာကောင်းကင်ဘုံစွမ်းအားများအောင်ရှိနေပါတယ်ဒီတစ်ခေါက်မှာတော့တလက်ပိုင်အမျိုးသားရဲ့မျက်နှာအပြောင်းလဲဖြစ်သွားပါတယ် တွန်ထဲမျိုးလုံးများလည်းအဆက်နေပြီးမပြီးသေးဘူးအဓိကဝိညာဉ်73ခုတစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်အဓိကဝိညာဉ်73ခုကလည်းရုတ်တရက်ရွေလျောက်သွားပြီးမျက်စိလေလောင်းမြင်ကွင်းလေးကိုဖန်တီးလိုက်ပါတယ်မြင်ကွင်းလေးကပျောက်ကွက်သွားတဲ့အခါဝိညာဉ်တွေကတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပါတယ်ဝိညာဉ်ပိုင်းစားတန်းလာရတဲ့အဓိကဝိညာဉ်စုံခုကိုဝိညာဉ်တစ်ခုတည်းဖြစ်တက်စင်လိုက်ပါတယ်ထိုဝိညာဉ်ကပေါ်လာတဲ့အချိန်မှာကောင်းကင်ကလည်းအယောင်ပြောင်းလဲသွားပါတယ် အနာတက်ချင်းအဆင့်တလက်ပိုင်အမျိုးသားအလံအန်အော်ဒဂျင်းနဲ့အတောက်ရှူသွင်းလိုက်ပါတယ်ဝိညာဉ်စေတန်အလံတွေကအဓိကဝိညာဉ်အားလုံးကစိတ်ဝိညာဉ်တန့်စင်ခိုင်းရင်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ဘိုးဘေးတွေပဲဖြစ်ပါတယ်သူတို့အားလုံးနောက်လာရနေတာအနာတက်ချင်းအဆင့်ကိုမြောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်သူတို့အသက်ရှင်စဉ်ကမောင်မြင်ခဲ့ပါဘူးထိုဆန္ဒကသူတို့တည်ဆုံးပြီးတဲ့နောက်ပူပြီးတော့ပြင်းထန်လာခဲ့ပါတယ်နောက်ဆုံးဝိညာဉ်ပိုင်းဆိုင်အားလုံးကသူတို့ရဲ့ဆန္ဒတွေကိုပေါင်းစည်းပြီးအနာတက်ချင်းအဆင့်ကျင်းတဲ့သူနဲ့တူညီတဲ့စွမ်းအမျိုးကိုဖန်တီးပေးခဲ့ပါတယ် ထိုရာစိတ်ဝိညာဉ်စက်တန်းလန့်ရဲ့အပြည့်ဝစွမ်းအားတော့မဟုတ်သေးပါဘူးအစိပ်ပိုင်းတစ်ခုသာဖြစ်ပါသေးတယ်ထိုစွမ်းအားကအာနာတက်ချင်းအစောပိုင်းအဆင့်ကြီးညက်သူတွေကိုတိုက်ခိုက်ဖို့အတွက်လုံလောပေမဲ့လက်ရှိဟင်ဒဗရာလိုအာနာတက်ချင်းနောက်ပိုင်းအဆင့်ကြီးညက်သူတွေအတွက်တော့မလုံလောသေးပါဘူးလက်ရှိဟင်ဒဗရာအမှန်တကယ်ကြောက်နေတာအဓိကဝိညာဉ်36ခုရဲ့စွမ်းအားအထူးသဖြင့်စရုပ်ရတစ်ခုရဲ့စွမ်းအားပဲဖြစ်ပါတယ်တွန်ထင်းရတော့တလပိုင်အမျိုးသားကိုစိုက်ကြည့်ပြီးအဆက်စွမ်းနဲ့ပြောလိုက်ပါတယ်ထွက်သွားငါမင်းတို့ဒီနေ့မတက်သေးဘူးငါရဲ့စိတ်ဝိညာဉ်တန်းစင်ခံရမင်းတို့နဲ့ဟင်ဒဗရာနိုင်ငံကစစ်ပွဲချမှာ မပါဝင်ဘူးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်